အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက် Excel Tutorial ပါတော့ Excel Learning နည်းနဲ့ကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ် Excel ရဲ့အားသာချက်တွေကိုလေ့လာဖို့အတွက်ကျွန်တော် Sample Data 6ခုကိုဒီမှာပြင်ထားပါတယ်နံပါတ်1ကတော့ Data တွေရှာမတွေ့ရင် VLOOKUP မှာ Error Value တွေပြီးတယ်ဒါပေမဲ့ Excel ကမှာတော့ကျွန်တော်တို့အဲ့ဒီ Error Value တွေကိုတစ်ခါတည်းကြိုတွေသတ်မှတ်ထားလို့ရတယ်ကျွန်တော် Comparison လုပ်လို့ရအောင် VLOOKUP နဲ့အရင်ရေးကြည့်ပါမယ် ဗီလိုရက်ကိုရေးလိုက်တယ်။ရှာမန်တန်ဖိုးကိုထည့်လိုက်တယ်။ပြီးတဲ့အခါမှာကျွန်တော်တို့ step ID ကနေ department နဲ့ရှာမှာဆိုတော့2ကိုပေးလိုက်တယ်။ assessment ဆိုတော့ false ကိုပေးလိုက်မယ်။ဖန်နာခောက်လိုက်ပါမယ်။ဒီမှာဆိုရင်တော့ e002 ကိုကျွန်တော်တို့ရှာတဲ့အခါမှာ HR ဆိုတဲ့တန်ဖိုးကိုပေးပါတယ်။ direct sell လို့ရအောင်ကျွန်တော် lock ခတ်လိုက်ပါမယ်။ကျွန်တော် direct ဆွဲလိုက်မယ်။ A003 ကိုခြားတဲ့အခါမှာ sales ကိုပေးတယ် A004 ကိုခြာမတွေ့တဲ့အခါမှာ error values ကိုပေးပါတယ်။ error value တွေကသူ့ကိုထပ်ဆင့်ပြီးတော့မှတွက်ချက်မှုတွေလုပ်လို့မရဘူး။အားကြောင့်မလို့တချို့ report တွေမှာကျွန်တော်တို့က error တွေကိုအုပ်ဖို့အတွက် if error နဲ့ထပ်ပြီးတော့မှရေးရတာမျိုးတွေရှိလာပါတယ်။စသည်အားဖြင့်ဒါကတော့ sample ရေးပေးတာဖြစ်ပါတယ်။ HLOM မှာတော့ဒီ ER တွေကိုဖြည့်ရှင်းဖို့အတွက် powerful ပို့ဖြစ်ပါတယ်။ H လောက်ကိုရေးလိုက်ပါမယ်။ခြာပေမဲ့တံပိုးကိုထည့်လိုက်ပါတယ်။ကိုသွားခြာမဲ့နေရာကိုထည့်လိုက်မယ်။ပြီးရင်ခြာလို့တွေ့ရင်ပြန်လာမဲ့ return array ကိုကျွန်တော်တို့ထည့်လိုက်ပါတယ်။တကယ်လို့တံပိုးကိုခြာမတွေ့ခဲ့ဘူးဆိုရင်ကျွန်တော်တို့ကပေးခြင်းတဲ့တံပိုးကိုတစ်ခါတည်းတတ်မှတ်လိုက်လို့ရပါတယ်။လမ်းနောက်ခေါက်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ e002 ကိုသွားခြာတဲ့အခါမှာ h ဆိုတဲ့တံပိုးကိုရပါတယ်။ ဒီ formula လေးကို draw set ပြလို့ရအောင် lock ခတ်လိုက်ပါမယ် okay ကျွန်တော် draw ဆွဲကြည့်လိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့ error value ကိုမဖြည့်ဘဲနဲ့တခါတည်း not found ပြီးပါတယ်ကျွန်တော်တို့ dynamic ဖြစ်တဲ့ report ကြီးအလုံးလုံးနေမယ်ဆိုလို့ရှိရင် error value တက်မလာတဲ့အခါမှာအစဉ်ပြေချုံးမွေးစာနဲ့ results တွေကိုရရှိနေမှာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်အားသာချက်တွေကိုဆက်ပြီးတော့မှကြည့်လိုက်ရအောင်ဒီမှာဆိုရင်တော့ထုတ်ကုန်တွေနဲ့နမူနာပြထားပါတယ် ကျွန်တော်တို့ product 2ကိုသွားချမယ်ဆိုလို့ရှိရင်သူ့ရဲ့ product က cancel ဖြစ်ပါတယ်။အဲ့ဆိုကျွန်တော်တို့ vlookup နဲ့အရင်ဆုံးရှာကြည့်ပါမယ်။ vlookup ကိုရေးလိုက်ပါမယ်။ product code ကိုသွားချပါမယ်။ product code ကို abortive က product ဆိုတဲ့ထဲမှာရှာမယ်။တွေ့ရင် product ကို return array အနေနဲ့ပြန်ပေးပါမယ်။ကျွန်တော်တို့ column 2မှာရှာပါမယ်။ column in နဲ့ထည့်ပြီးတဲ့အခါမှာနောက်ဆုံးမှာ true or false ကိုယူပြရတယ်သူရဲ့ depth for ကတော့2ပဲဖြစ်နေတယ်အဲ့ဒီခါကျတော့သူက approximate map ကိုပဲပြပါတယ်အဲ့ကျွန်တော်တို့စမ်းကြည့်ရအောင်နောက်ဆက်မှာတန်ဖိုးကအမှန်ရနေပါတယ်ကျွန်တော်တို့ h လိုအပ်ကန်နဲ့စမ်းကြည့်ပါမယ် product code ကို table ထဲမှာသွားချမယ်တွေ့တဲ့အခါမှာ product ထဲက return ကိုပြန်ပေးပါမယ်မတွေ့တဲ့အခါမှာ not found ကိုပြန်ပေးပါမယ် ဒီမှာလဲအပေါ်ကဗီလုကက်လို့ပဲကျွန်တော်တို့ match မှုကိုမထည့်ထားတော့ပါဘူး enter ခောက်လိုက်ပါမယ်အဖြေတွေကတော့အတူတူပဲထွက်လာပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ် results တွေကိုထပ်ရှာဖို့အတွက်ဒါလေးကို lock ခတ်လိုက်ပါမယ်အဲဒါဆိုကျွန်တော်စတင်ပြီးတော့မှနိုင်ရှင်းကြည့်လို့ရပါပြီ။ပေလိုကတ်မှာကျွန်တော်လိုချင်တဲ့ resource တွေကို drag ဆွဲလိုက်ပါတယ်။ p003 ဆိုတဲ့ protocol အတွက်သူရဲ့မှန်ကန်တဲ့တန်ဖိုး boost ဆိုတာကိုပြီးပါတယ်။ နောက်ထပ် B004 ဆိုတဲ့ product ကတော့ကျွန်တော်တို့မှာမရှိနေပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီမှာ book ဆိုပြီးတော့မှသူက niche တဲ့ tempo တွေကိုပေးထားပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ niche တဲ့ tempo တွေကိုထည့်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ report တွေမှာမှားယွင်းတဲ့ရလဒ်တွေကိုလာဖော်ပြနေမှာဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်တို့ h level ကိုကြည့်လိုက်ပါမယ်။ dress ဆွဲကြည့်လိုက်ပါမယ်။ဒီမှာဆိုရင်တော့ B003 အတွက်ကရှိတဲ့ results ကိုလာပေးပါတယ်။ ဒါပေမဲ့ B004 ဆိုရဲ product code ကိုရှာတဲ့အခါမှာတော့သူကမရှိတဲ့အတွက်ကြောင့်မို့ not found ကိုပေးပါတယ် h လို့ရခဲ့ default value ကိုဟာအမှန်ကိုပေးတာဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ vlookup မှာလို့ first 0စသည်အားဖြင့်မထည့်ရင်လည်းသူကအပြည့်အမှန်ကိုပေးပါတယ်ဘာကြောင့်လဲဆိုတော့ vlookup ရဲ့ original တန်ဖိုးကိုဟာသူ့ရဲ့တန်ဖိုးကိုဟာ approximate map ကိုပဲပေးပါတယ်ကျွန်တော်တို့ ထပ်ပြီးတော့မှတီးကြတဲ့ယာရီလိုချင်တဲ့အခါမှာ force တော့မဟုတ်0ကိုထည့်ပြီးတော့ force လုပ်ပြီးတဲ့အခါမှာသူကအပြေးမှန်ကိုရလာမျိုးဖြစ်ပါတယ်။ dress ဆွဲကြည့်တဲ့အခါမှာမှသူကအပြေးမှန်ကိုပြီးပါတယ်။ပြေးမှန်ပြီးတဲ့အခါမှာလည်း any ပြီးနေတဲ့အခါကျကျွန်တော်တို့က if error ထပ်ပြီးတော့မှထည့်ပြီးတော့မှ error ဖြစ်တယ်ဆိုရင်အာ not found စသည်အဖြစ်ရေးရပါလိမ့်မယ်။ဒီခါကျမှသူကအပြေးမှန်ကိုရပါလိမ့်မယ်။ ဒါဆိုရင်ဘီလုကတ်သုံးတဲ့အခါမှာကျွန်တော်တို့ force သို့မဟုတ်0ထည့်ဖို့ကြံခဲ့နေဆိုရင်ကျွန်တော်တို့ရဲ့အဖြေတွေကမှားရင်းတဲ့အဖြေတွေကိုပေးနေမှာပါ error ပေးရင်တော့မှပဲကျွန်တော်တို့က error ကိုရှာလို့ရတယ်ဒါပေမဲ့မှားရင်းတဲ့နီးစပ်တဲ့အဖြေတွေကိုပေးနေဆိုရင်တော့ကျွန်တော်တို့က error မှမတီးပဲနဲ့အမှားပေါ်မှာ key insight တွေထုတ်နေနိုင်ပါတယ် hlop မှာတော့ဒီ error ကိုဖြည့်ရှင်းပြီးသားဖြစ်သွားပါပြီကျွန်တော်တို့နောက်ထပ်တတိယမြောက်အနေနဲ့ဘယ်ဘက်ကိုပြန်ချတဲ့နီးလန်းလေးကိုတွားပါမယ် ဘီလိုကတ်မှာဘယ်ဘက်ကိုပြန်ချလို့ရလားဘီလိုကတ်မှာဘယ်ဘက်ကိုပြန်ချလို့မရပါဘူးနမူနာအနေနဲ့တတိယမြောက်ကိုသွားကြည့်ပါမယ်အကယ်၍ကျွန်တော်တို့က product code တွေကနောက်မှာရှိတယ် product tempo တွေကအရှိမရှိရဆိုရင် column တွေကိုပြောင်းပြန်သွားသွားလုပ်ဖို့လိုနေတာမျိုးဖြစ်နိုင်တယ်မဟုတ်ရင်တော့ကျွန်တော်တို့က index plus match function ကိုသုံးရမှာဖြစ်ပါတယ်ကျွန်တော်တို့ index match ကိုအရင်ရေးကြည့်လိုက်ပါမယ် index login နဲ့ return array ကိုဒီမှာအရင်ရေးရပါတယ် ပြီးတဲ့အခါမှာ match လုပ်မယ်ဆိုတော့ match ကိုရေးပြီးတော့မှ look at value ကို select ပေးပါတယ်ပြီးတဲ့အခါမှာ look at array ကို select ပေးပြီးတော့မှရှာမယ့်နေရာကိုသတ်မှတ်ရပါတယ်ပြီးတဲ့အခါမှာ access map ကိုကျွန်တော်တို့ယူရပါမယ်ပြီးရင်ကျွန်တော်တို့ match အတွက် queen ခတ်မယ် header အတွက် queen ခတ်မယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ b002 ကိုရှာပြီးတော့မှသူ့ရဲ့ return array ကိုပေးနိုင်ပါပြီဒီမှာဆိုရင်တော့ formula နှစ်ခုကိုတွဲသုံးသလားဖြစ်ပါတယ် ဘယ်ဘက်ကိုလည်းပြန်ချနိုင်သွားတာကိုတွေ့ရပါတယ်ကျွန်တော်တို့ h လိုအပ်နဲ့ရေးကြည့်လိုက်ပါမယ် lookup value ကိုရှားပေးပါမယ်သူရပုံမှန်အတိုင်းပဲဖြစ်ပါတယ် lookup array ကို select ပေးလိုက်ရုံပါပဲပြီးတဲ့အခါမှာ return array ကိုပြန်ပြီး select ပေးလိုက်ပါမယ်မတွေ့ရင်ကျွန်တော်တန်ဖိုးတစ်ခုခုကိုတတ်မှတ်ထားပါမယ်ဒီမှာတော့ကျွန်တော် not found ပဲရေးလိုက်ပါမယ်ပြန် ASMS ကိုကျွန်တော်တို့ထည့်ပေးလိုက်ပါတယ်။ဒါဆိုရင်တော့ pencil ဆိုတဲ့အဖြေကိုကျွန်တော်တို့တန်းပြီးတော့မှရနေပါပြီ ကျွန်တော်ထပ်ပြီး direct တွေဆွဲကြည့်ဖို့အတွက် log ခံလိုက်ပါမယ်ပထမဆုံး internet နဲ့ရေးထားတာကို direct ဆွဲကြည့်ပါမယ် okay p003 ကဘို့ဖြစ်တော့ဒီမှာဘို့ကိုပြန်လာပေးထားတာကို တွေ့ရပါတယ် p004 က product code တွေမှာရှားမတွေ့တော့နားကိုပြန်ပေးထားတာတွေ့ရပါတယ် h လိုရက်ကိုတစ်ချက်ကြည့်မယ် ဒီမှာတော့ V003 ကို book လုပ်ပေးထားပြီးတော့မှ P004 မှာ not found ကိုတန်းပြီးတော့မှပေးထားနိုင်တာကိုတွေ့ရပါတယ်။အဲတကယ်လို့ကျွန်တော်တို့က international ရေးတယ်သုံးနေကြဖြစ်တယ်ဆက်လက်သုံးမယ်ဆိုရင်ကျွန်တော်ဒီနားမှာ error ကိုတစ်ခါထပ်ဖြောင်းရမယ်ဆိုတော့ if error ကိုရေးမယ်။နောက်ဆုံးမှပိတ်ပြီးတော့မှကျွန်တော်တို့ကအာ any ဖြစ်ဖြစ် not found ဖြစ်ဖြစ်တခုခုပေါ့နော်ရေးလိုက်မယ်။ဒါဆိုရင်တော့ဒီနားမှာ function က if error သုံးရတယ် index သုံးရတယ် match သုံးရတယ် formula တွေကို next step လုပ်ပြီးတော့မှသုံးရတာဆိုတော့ရေးရတာများပါတယ် hloat ကတော့ဒါတွေအားလုံးကိုဖြည့်ရှင်းပြီးတော့မှ simple ဖြစ်စွာနဲ့ရေးသွားလို့ရတာကိုကျွန်တော်တွေ့ရတာ ဖြစ်ပါတယ်နောက်ထပ် flexible ဖြစ်တဲ့အရာတွေကျွန်တော်တို့လေ့လာသွားပါမယ်ကျွန်တော်တို့ blocker ကိုအရင်ရေးကြည့်လိုက်ပါမယ် student id ကို student မှာသွားချမယ်ပြီးတဲ့အခါမှာကျွန်တော် score တွေကိုယူမယ် ကောလံအင်တက်၄ခုမြောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့4ကိုရိုက်လိုက်မယ်။အဲ့ဒါခေါက်လိုက်မယ်။ပြီးတဲ့အခါမှာကျွန်တော်တို့ h လို့ရကိုရေးကြည့်လိုက်မယ်။ lookup value ကိုရေးတယ်။ student id ကိုဆက်လက်မှတ်တယ်။အဖြေမှန်တွေ့ရင် score ကိုပေးပါမယ်။မတွေ့ရင်တော့ရှာမတွေ့ပါလို့ရေးလိုက်ပါမယ်။ ွန်လိုင်းလေးထပ်တိုးထပ်လျှော့မလုပ်ခင်ကျွန်တော်တို့ပုံမှန်တိုင်း dress ဆွဲကြည့်ဖို့အတွက်လော့လီခလိုက်ပါမယ်ဒီလူကမှာတော့ error ပေးပြီးတော့မှ hash လောက်ကမှာတော့ကျွန်တော်တို့လိုချင်တဲ့ရှားမတွေ့ပါဆိုတဲ့အရာကိုပြန်ပြီးပါတယ် okay ကျွန်တော်တို့ဒီကွန်လိုင်းကိုဖြတ်လိုက်ပါမယ်ဒီအချိန်မှာဆိုရင်တော့ဘီလုကတ်က reference တွေကိုရှာမတွေ့တော့ပါဘူး HLS ကတော့ကျွန်တော်တို့လိုချင်တဲ့တက်မိုးတွေကိုမဖြတ်ပြစ်သေးရသူကတော့အဖြေကိုပြန်လာပေးနေသေးပါတယ်ခလုံးဆက်လေးပြန်ခေါ်လိုက်မယ်နောက်တနည်းအနေနဲ့ကျွန်တော်တို့ column ကိုထပ်တိုးတာကိုစမ်းကြည့်ပါမယ် insert လုပ်လိုက်မယ်ဒီမှာဆိုရင်တော့ blocket ကသူ့ကိုတက်မှတ်ပေးထားတယ် locket array ကနေလေးခုမြောက် column ကအဖြေတွေကိုလာပြီးတော့မှမှားရေးစာနဲ့ဖော်ပြနေတာကိုကျွန်တော်တွေ့ရပါတယ်အဲဒါပေမဲ့ HLS မှာတော့ ဖြည်တွေကမှန်ကန်နေစေတွေ့ပါတယ်ကျွန်တော်တို့ထပ်ထည့်ထားတဲ့ column ကိုပြန်ဖြတ်လိုက်ပါမယ် grade ဆိုတဲ့ column ကိုလည်းဖြတ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ report တွေမှာ dynamically ဖြစ်နေဖို့ကျွန်တော်တို့ရဲ့ research တွေက column တွေတိုးတာရောတာဖြစ်တဲ့အခါမှာလည်းပြောင်းလဲမသွားဘူးဆိုရင်တော့ h-lowet က power boost ဖြစ်ပြီးတော့မှ flexible boost ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဗီလုကတ်ကိုတုံးထားပြီဆိုရင်တော့လုကတ်အရီနဲ့ရထန်အရီကြားမှာရှိတဲ့ကွန်လန်တွေကိုတိုးတာယော့တာလုပ်တိုင်းမှာတော့သွားပြီးတော့ပြန်ပြည့်နေရမှာကိုကျွန်တော်တို့သတိထားမိမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့မှအပေါ်ကနေအောက်ကိုခြားတာအောက်ကနေအပေါ်ကိုပြန်ခြားတာအဲ့ဒီနီလန်လေးတွေကိုကျွန်တော်တို့ထပ်ပြီးတော့မှကြီးသွားပါမယ်။ပုံမှန်အားဖြင့်ဗီလုကတ်ကတော့အပေါ်ကနေအောက်ကိုအစင်းတိုင်းခြားပါတယ်။ကျွန်တော်ဘီလုကတ်ဖော်မြူလာကိုအရင်ရေးလိုက်ပါမယ်။ student id ထဲမှာ တ်ချမယ် joining date ကိုပြန်ပြီးတော့မှ return ပေးပါမယ်ဒီမှာဆိုရင်တော့ e001 ကိုနှစ်ခါတွေ့တယ်နှစ်ခါတွေ့တဲ့အခါမှာကျွန်တော်တို့ကအပေါ်ကပထမဆုံးတွေ့တဲ့တန်ဖိုးကိုရှာပြီးပါတယ်ဆိုတာကအပေါ်ကနေအောက်ကိုရှာသွားတယ်အရင်ဆုံးတွေ့တဲ့တန်ဖိုးကိုထုတ်ပြတာဖြစ်ပါတယ်ပြီးတော့ h lower ကိုကျွန်တော်စမ်းကြည့်ပါမယ် lookup value ကို start id မှာရှာမယ် return rate ကို joining date ကိုပြန်ပေးပါမယ် မတွင်း not found ကိုကြီးလိုက်ပါမယ် assessment နဲ့ချပါမယ်ဟာသူလဲအတူတူပဲ e001 ကနှစ်ခါရှိတယ်ကျွန်တော်တို့အပေါ်ကနေအောက်ကိုအစင်းတိုင်းချပြီးသွားတာဖြစ်ပါတယ်ဒီမှာလဲကျွန်တော်တို့ lock ခတ်ပြီးတော့မှ address ဆွဲကြည့်ပါဦးမယ် ျွန်တော်တို့ VLOOKUP formula ကို direct အရင်ဆွဲလိုက်ပါမယ်။ step id တစ်ခုချင်းစီရဲ့ပထမအဆုံး start date တွေကိုသူပေးပါတယ်။ e001 ဆိုရင်တော့ January 1ရက်နေ့ကိုပေးတယ်။ e002 ဆိုရင်တော့ January 1ရက်နေ့ပါပဲ။3ဆိုရင်လည်း January 1ရက်နေ့ပဲဖြစ်တော့ဒီ date တွေကိုပေးပါတယ်။ကျွန်တော်နောက်ထပ် direct test တော့ထပ်ဆွဲကြည့်လိုက်မယ်။ e004 ကရှာမတွေ့တဲ့အခါမှာ na ကိုပြီးပါတယ် h2 ကိုတစ်ချက်စမ်းကြည့်ပါမယ် ့ HLOA မှာလည်းဒီလိုပါပဲ E001 အတွက်ကိုဘောင်းကနေရှားပြီးတော့မှာအရင်ဆုံးတွေ့တဲ့တန်ဖိုးပေးတယ် E002 အတွက်ကိုလည်းနှစ်ခုရှိတော့လဲအပေါ်ကတန်ဖိုးကိုသာပေးသွားတာတွေ့ရပါတယ် E003 ရဲ့ဒီတိုင်းပါပဲအဲသူအထူးခြားချက်ကတော့ NAD မပြေးဘဲနဲ့မှာတတ်မှတ်ထားတဲ့ non found ကိုပေးတာတခုပါပဲဒါဆိုရင်ကျွန်တော်တို့အောက်ကနေအပေါ်ကိုပြန်ချမယ်အောက်ကနေအပေါ်ကိုပြန်ချမယ်ဆိုတော့ ျွန်တော်အောက်ကနေအပေါ်ကိုပြန်ချမယ်ဆိုရင်နမူနာအဖြစ် easy to 02ကိုကြည့်လိုက်ပါအရင်ဆုံးတွေ့ရမှာကမေလာတရနေ့ကိုအဖြစ်ပေးရမှာဖြစ်ပါတယ်ဘီလူကတ်မှာတော့ကျွန်တော်တို့အဲ့ဒီတန်ဖိုးကိုခြာဖို့အတွက်ရွေးချယ်စရာမရှိပါဘူး H2M မှာဆိုရင်တော့ကျွန်တော်တို့အနောက်ကနေပြီးတော့မှပြောင်းပြန်ချမယ်အတွက်ကြောင့်မလို့ -1 ကိုကျွန်တော်တို့ထပ်ထည့်လို့ရပါတယ်။ Dress ဆွဲကြည့်လိုက်ပါမယ်။ ဒီမှာဆိုရင်တော့ E002 အတွက်ကိုအောက်ကနေပြန်ချထားတဲ့အဖြေကိုပြန်ပေးထားပြီးတွေ့ရပါတယ်။ E001 ဆိုရင်လည်းကျွန်တော်တို့က15ရက်ဖေဖော်ဝါရီကိုပေးထားပါတယ်။ဇန်နဝါရီလ10ရက်နေ့မဟုတ်ပါဘူး။ဒါဆိုရင်တော့ကျွန်တော်တို့အောက်ကနေအပေါ်ကို ပြန်ချမယ်ဆိုရင်လည်း H2 မှာ -1 ထည့်ပြီးတော့မှသုံးလို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါလေးကိုလေ့လာပြီးတဲ့အခါမှာကျွန်တော်တို့နောက်ထပ်တူညီနဲ့တန်ဖိုးမဟုတ်ဘဲနဲ့မှစံနှုန်းတွေမှာတစ်ခုနဲ့တစ်ခုကြားကတန်ဖိုးတွေကိုလည်း H2 ကရှာလို့ရပါတယ်။ ကျွန်တော်နောက်ထပ်ဥပမာတစ်ခုကိုကြည့်ကြည့်လိုက်ရအောင်ဒီမှာဆိုလို့ရှိရင်တော့သတိထားရမှာကစကိုးတွေကအပေါ်အောက်ကိုအစင်တိုင်းဖြစ်နေပို့လို့ပါတယ်ဆိုတာကစကိုးတွေကိုစံနှုန်းတွေကိုပေးတဲ့အခါမှာ sorting တွေက A to Z smaller to largest ဖြစ်နေပို့လို့ပါတယ် lookup ကိုသုံးပြီးတော့မှပထမအဆုံးရှားကြည့်လိုက်မယ်ခြားမဲတန်ဖိုးက90ဖြစ်တယ်စကိုးထဲမှာရှားပြီးတော့မှသူရဲ့ grade ကို ြန်ပေးပါမယ်။ဒါဆိုရင်တော့90က D ဖြစ်တဲ့အတွက်ကြောင့်မလို့ D ဆိုတဲ့ grading ကိုပေးပါတယ်။တကယ်လို့ school က90နဲ့65ကြားဖြစ်တယ်။ဥမာ53ဆိုပါစို့။ဒါဆိုရင်လည်းသူက D ကိုပဲပေးပါဖြစ်တယ်။တကယ်လို့ school က65နဲ့85ကြားကိုရောက်သွားတယ်။60ကို9ဖြစ်သွားတယ်။ဆိုရင်85လည်းမပြည့်သေးတဲ့အခါမှာ C ကိုပဲပေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ H2Wack ကရော DPU ရှာပေးနိုင်မလားဆိုတော့ကျွန်တော်တို့စမ်းကြည့်ပါမယ်။ H2Wack ကိုရေးလိုက်မယ်။ Look at value ကိုရေးလိုက်ပြီးတော့ Look at array ကို select ပေးလိုက်ပါတယ်။ပြီးတော့မှ return array ကို select ပေးပြီးတဲ့အခါမှာရှာမတွေ့ရင် not found ဆိုတဲ့အဖြေကိုပြန်ပေးခိုင်းပါမယ်။ဒီနေရာမှာတော့ကျွန်တော်တို့ -1 ကိုပဲဆက်ရွေးပါမယ်။ -1 ကတော့ equal or smaller than ဆိုတဲ့အဓိပ္ပာယ်နဲ့သွားတူပါတယ်။ ဆိုလိုချင်တာက69နဲ့တိုက်ရိုက်တွင်တူမတူလို့ရှိရင်69တဲ့အနည်းဆုံးတဲကအဖြေတစ်ခုကိုပြန်ပြေးမှာဖြစ်ပါတယ်။အနာခေါက်ကြည့်လိုက်ပါမယ်။ဒါဆိုရင်69ကတော့85မပြည့်သေးတဲ့အခါမှာသူက C ဆိုတဲ့အဖြေကိုပဲပြန်ပြေးပါမယ်။တကယ်လို့ကျွန်တော်တို့က19ဖြစ်တယ်ဆိုလို့ရှိရင်သူက A ဆိုတဲ့အဖြေကိုပေးပြီးတော့မှ69ဖြစ်တယ်ဆိုလို့ရှိရင် B ဆိုတဲ့အဖြေကိုပဲသူပြန်ပြေးမှာဖြစ်ပါတယ်။65ဆိုရင်တော့သူက A ဆိုတဲ့အဖြေကိုပြန်ပြေးမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ကျွန်တော်တို့ look up မှာတုံးနေကြပုံစံအတိုင်းပဲ score တွေကိုကြည့်ပြီးတော့မှ grade တွေရှာမယ်ဆိုရင်ကျွန်တော်တို့တုံးလို့ရပါတယ်။ဒီနေရာမှာ minus 1အစားကျွန်တော်တို့1ကိုတုံးမယ်ဆိုလို့ချင်းသူ့ရဲ့ပြောင်းပြန်ဖြစ်သွားပါမယ်။ဘာကိုတော့ရင်တော့ကျွန်တော်တို့ equals or greater than ဆိုတာနဲ့သွားဆင်တူမယ် asms or next larger item ဖြစ်ပါတယ်အဲ့ဒီတဲ့ခါကျတော့65ရက်ကြီးတာကိုကျွန်တော်တို့ရှားမတွေ့ပါဘူး86ကိုရိုက်ကြည့်လိုက်ပါမယ်86ကိုရိုက်ကြည့်တဲ့အခါမှာနောက်ထပ်ကြီးတဲ့အဖြေတစ်ခု a ကိုတွေ့ရပါမယ် ပုံမှန်တိုင်းကျွန်တော်တို့86ကိုရိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ B ပဲရှိနေဦးမှာဖြစ်ပါတယ်။ဆိုတာကသူကစကောတစ်ခုကိုမိသွားတာနဲ့သူကနောက်တစ်ခုရဲ့ rating တွေကိုရောက်တယ်ဆိုရင်လည်းကျွန်တော်တို့ကပြောင်းပြန်အနေနဲ့ခြာယူလို့ရပါတယ်။ Okay ဒါဆိုရင်တော့ H2F ကစံနှုန်းများကြားကတန်ဖိုးတွေကိုအပေါ်ကိုကြည့်လို့လည်းရတယ်။အောက်ကိုကြည့်လို့လည်းရတယ်ဆိုတဲ့အဖြေလေးကိုရသွားမှာဖြစ်ပါတယ်။အဲကျွန်တော်တို့နောက်ဆုံး bonatis အနေနဲ့ wine cup တုံးပြီးတော့မှရှာတဲ့ပုံစံလေးကိုလည်းဒီမှာ sharing လုပ်ပေးသွားပါမယ်။ page လောက်ကိုရေးကြည့်လိုက်ပါမယ်။ ချာမန်တန်ဖိုးကိုကလစ်နှိပ်ပြီးတဲ့အခါမှာ N နဲ့ Wine Cup ကိုဆက်လိုက်ပါမယ်ချာမန်တန်ဖိုးကိုကျွန်တော်တို့တီးကြမတီးတဲ့အခါမှာ D နဲ့ Wine Cup ကိုသုံးပြီးတဲ့အခါမှာချာမန် Array ကိုကျွန်တော်တို့ထည့်လိုက်မယ် Return Array ကိုထပ်ထည့်လိုက်မယ်မတွေ့ရင် Not Found လို့ပြီးခိုင်းမယ်ဒီနေရာမှာတော့ကျွန်တော်တို့ wine cup ကိုတုံးထားတဲ့အတွက်ကြောင့်မလို့2ကိုထည့်ရမယ် wine white cat character match ဆိုတာကိုရွေးရမှာဖြစ်တယ်အဲ့ဒါခောက်လိုက်ပါမယ်အခုဆိုရင်တော့ကျွန်တော်တို့ day နဲ့ပတ်သက်ပြီးတော့မှနှစ် line ရှိတယ်အဲ့ဒီမှာမှသူကအပေါ်ကနေရှာပြေးသွားတာဖြစ်တဲ့ကြောင့်မလို့အပေါ်ဆုံးက day နဲ့ပတ်သက်တဲ့ day နဲ့ပတ်သက်တဲ့ brand ရဲ့ price ကိုဖော်ပြပြီးသွားတာဖြစ်ပါတယ်ကျွန်တော်ပြောင်းပြန်လုပ်ကြည့်မယ်ဆိုရင်တော့ -1 ကိုထည့်ရမှာဖြစ်တယ် ဒါဆိုရင်တော့ဒဲနဲ့နှစ်ချောင်းရှိတဲ့အခါမှာမှအောက်ကနေပြန်ချတဲ့အခါမှာဒဲလက်တီကျူရဲ့ price ကိုပြန်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Okay ဒီနားမှာကျွန်တော်တို့ Apple product တစ်ခုကိုရှားကြည့်မယ်။နာမည်တော့အသေးစားမသိဘူးဆိုရင်လည်း Apple လို့ရိုက်ထည့်လိုက်တာနဲ့ MacBook Pro ရဲ့တံခိုးကိုရှားပေးသွားတာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ H2 ရဲ့ထူးခြားတဲ့ feature တွေကိုလေ့လာခဲ့ပြီး ဖြစ်ပါတယ် H2A ရဲ့အားသာချက်တွေထပ်ပြေထားတာတွေကတော့ရှားလို့မတွင်သူက error မပေးဘူး dynamically repo တွေမှာမှုဖြစ်လာမယ်သူရဲ့ရှားဖွေတဲ့ move ကို default move ကိုအမှန်ဖြစ်တဲ့အတွက်ကြောင့်မလို့ false လို့0လို့ထည့်စရာမလို့မထည့်မိရင်လည်းသူကအမှန်ကိုပဲရှားပြီးမှဖြစ်တယ်ညာဘက်ကိုပဲရှားနိုင်တာမျိုးမဟုတ်တော့ဘဲနဲ့မှဘယ်ဘက်ကိုလည်းအပြန်အလှန်ရှားဖွေနိုင်နိုင်တာဖြစ်ပါတယ် column တွေထပ်တိုးရင်ထပ်လျော့ရင်လည်း error ကိုမတက်တော့ပါဘူးသူရဲ့ရှားဖွေတဲ့ပုံစံကို column index နဲ့မသွားတော့ဘဲနဲ့မှ look at array နဲ့ look at value ကို define လုပ်ပြီးသွားတာဖြစ်တဲ့အကြောင်းမလို့ column တွေထပ်တိုးတာထပ်လျှော့တာဆိုရင်လည်းသူကတော့ okay နေမှာဖြစ်တယ်။ပုံမှန်တိုင်းကျွန်တော်တို့အပေါ်ကနေအောက်ကိုရှာရတယ်။တကယ်လို့အောက်ကနေအပေါ်ကိုပြန်ရှာခြင်းနဲ့ဆိုလို့ရှိရင် column လေးက sorting စီရတဲ့အလုပ်ကိုလုပ်ရတယ်။ hloa ကိုတုံးတဲ့ခါမှာတော့အဲ့ဒါကိုမလုပ်တော့ဘူး။ကျွန်တော်တို့ minus 1ကိုထည့်လိုက်တာနဲ့အောက်ကနေအပေါ်ကိုပြန်ပြီးတော့မှရှာဖွေလို့ရသွားတာဖြစ်ပါတယ်။အောက်ကနေအပေါ်ကိုရှာတယ်။အပေါ်ကနေအောက်ကိုရှာတယ်။နှစ်ခုစလုံးကိုကောင်းကောင်းအလုပ်လုပ်တာဖြစ်ပါတယ်။စံနှုန်းတွေကြားကတန်ဖိုးတွေကိုရှာမယ်ဆိုရင်လည်း look at ကိုတုံးပြီးရှာနေတဲ့ ဲ့ performance နေနဲ့အတူ HLOM မှာရနေတာကိုတွေ့ရတယ်။ HLOM မှာဆိုရင်တော့စံနှုန်းတွေကို equal or greater than equal or less than စသည်အဖြစ်တန်ဖိုးတွေကိုအပြန်ပြန်လန်လန်ရှားနိုင်တာကို flexible ဖြစ်ဖြစ်ရှားပနိုင်တာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ခုနှစ်ချက်မြောက်အနေနဲ့ကျွန်တော်တို့ရှားဝေးမဲ့တန်ဖိုးကိုတီးကြမတည်ဘူးဆိုရင်အနည်းဆက်ဆုံးတန်ဖိုးတွေကို wide gap ကိုထုတ်ပြီးတော့မှကျွန်တော်တို့ရှားပွေးလို့ရတာကိုတွေ့ရပါတယ်။ဒီနေ့ကျွန်တော်ပြောသွားတဲ့ HLOM ရဲ့အသာချက်9မျိုးကိုကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာအကောင်းဆုံးအသုံးချသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ ောက်တစ်ပတ်ရဲ့သင်ခန်းစာအစီအစဉ်တွေမှာပြန်တွေ့ကြပါမယ်။ကျွန်တော်တို့တူဦးတယောက်ချင်းစီမှာတည်ထားတဲ့အရာလေးတွေကိုတခြားတစ်ယောက်ကိုမျှဝေပေးရင်းနဲ့ကျွန်တော်တို့ community ကိုတိုးတက်အောင်လုပ်လို့ရပါတယ်။ကျွန်တော်ရဲ့မျှဝေတဲ့အစီအစဉ်လေးကို YouTube ကကြည့်နေတာဖြစ်စေ Facebook ကကြည့်နေတာဖြစ်စေကိုယ့်ရဲ့မိတ်ဆွေတွေကို share ပေးဖို့လည်းတိုက်တွန်းလိုပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။